ပြိုင်ဆန်ရှားတဲ့စနိုက်ကြော်မလေးလို့နာမည်ထွက်နေတဲ့ Nonpho Aita Raffler တွေစနိုက်ကြော်ရဲ့လုံရမျိုးတွေကိုလူပဝင်ခြင်းမှာဘသူကမှလက်မခံနိုင်ကြပါဘူးကိုချစ်သူရဲ့တစ္ဆိုင်ရှိမှုတွေယုံကြည်မှုတွေနားလည်ပေးမာတွေကိုလည်းအားလုံးကလိုချင်ခဲ့ကြတာပါနှိရှိကြတွေးခဲ့ကြတဲ့နာမည်ကြီးချစ်သူဆုံးတွဲဖြစ်တဲ့လွမ်းပိုင်နဲ့ဘော်ဘီဆော့ဆာတို့လမ်းခွဲခဲ့ကြရတဲ့အကြောင်းရင်းဟာလွမ်းပိုင်ကိုစနိုက်ကြော်ခဲ့တဲ့နာမည်လေးလုံးနဲ့ တတဆမင်းသမီးလေးကြောင့်ဆိုပြီးကာယကံရှင်လွမ်းပိုင်ကိုရိုင်းကထုတ်ဖော်ပြောပြလိုက်ခဲ့ပါတယ်။လွမ်းပိုင်နဲ့နော်ဖော်ရဲ့ထားတို့ဟာရှင်နေကတနအီရုပ်ရှင်ဇာတ်ကားတွေကတိတ်တိတ်ပုံ ချစ်သူတွေဖြစ်နေကြကြတာပါ။ကားထဲမှာသူတို့နှစ်ဦးအနမ်းပေးတဲ့ဗီဒီယိုတွေထွက်ပေါ်လာခဲ့တာကြောင့်စနိုက်ကျော်ရဲ့နော်ဖော်ရဲ့လောရက်တွေပေါ်သွားခဲ့ပါတယ်။တိုင်းသီပြည်သီတွဲကြတဲ့ချစ်သူနှစ်ဦးချာမှာတတရလူပေါ်လာဖို့ဆိုတာမယုံနိုင်စရာကောင်းလာပြီးအလုံးကအံ့ဩခဲ့ရပါတယ်။ လွမ်းပိုင်နဲ့ဘော်ဘီဆာဆာတို့လမ်းခွဲလိုက်ရတဲ့အတိတ်ကတရခင်ကနော်ဖောအေထားချောင်းဖြစ်ပြီးပရိသတ်တွေမုံမကြောက်တဲ့အတွက်သူမနဲ့မဆိုင်ဘူးလို့ဇွတ်ဖြူစင်ကညင်းနေတာကြောင့်လွမ်းပိုင်ကအမှန်တရားကိုထုတ်ပြောပြခဲ့တာပါနော်ဖောအေထားကအနုပညာလောကရဲ့မရောက်ခင်ကမန္တလေးမြို့က UFO တက္ကသိုလ်ရဲ့အလှဘီရင်မတက်ဦးပါသူမရဲ့အလှမှာပိုရိတာတွေအားလုံးကကျေးဇူးခေကြရပါတယ်။ဒါပေမဲ့သူမဟာရုပ်ရည်ချမောလှပပေမဲ့ တငယ်ချင်းတွေရဲ့ဘဲရီကိုစနိုက်ကြောတက်တဲ့သူဖြစ်တာမို့ MUFI ရဲ့စနိုက်မလေးလို့လည်းလူသိမြိုင်ခဲ့ပါတယ်။သူမအကြောင်းတွေကို MUFI တကြားလုံးသိကြတာမို့ကြောက်စရာကောင်းတဲ့မင်းသမီးဆိုပြီးဝေဖန်မှုတွေရှိခဲ့ပါတယ်။အရင်ကပိုးမမီတာဖုန်းကြီရီကျော်မေတိုးခိုင်နုံနဲ့အရန်ခင်ကြတဲ့တငယ်ချင်းတွေဖြစ်ကြပေမဲ့ဖုန်းတီရီကျော်ရဲ့ချစ်သူကိုစနိုက်ကြောခဲ့တာကြောင့်သူမကိုရှောင်ခဲ့ကြပါတယ်။သူမဟာအနုပညာလောကရဲ့စောင့်ဝင်ကလေးကအစောရ Xbox နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီး တိတ်မကြိုက်ခင်မှာလေးလမ်းခွဲခဲ့ကြပါတယ်။သူမကြောင့်အစောရောင်းနဲ့မင်းသားတအူတို့ရဲ့ခင်မင်းမှုလည်းပျက်စီးတိုင်းခဲ့ရပါတယ်။